တင်ဆက်ပေးမယ့်သတင်းကတော့အထမပြုကျင့်မှု300ကျူးလွန်ခဲ့တဲ့ဆရာဝန်ကို1220ရှာမှတ်လိုက်တဲ့သတင်းပဲဖြစ်ပါတယ်။အထမပြုကျင့်မှု300ကျူးလွန်ခဲ့တဲ့ဆရာဝန်တအုပ်ကို1920ရှာမှတ်လိုက်တဲ့ဖြစ်စဉ်တည်းကပြည်သက်နိုင်ငံမှာဖြစ်ပွားခဲ့ရလို့သိရပါဗျာ။အထမပြုကျင့်မှုကျူးလွန်ခဲ့သူဟာအသက်80လေးနှစ်ရွယ်ရှိဖြစ်တဲ့ဂျိုဝဲလီစကိုယာနဲ့ဆိုသူဖြစ်ပြီးအစိုးရဝန်ထမ်းဆရာဝန်ဘဝကအငြင်းစားယူထားသူပါ။ ဂျိုဝဲလီစကော်ယာနဲ့ဟာအစိုးရဝန်ထမ်းဆရာဝန်အဖြစ်နဲ့တာဝန်ယူခဲ့တဲ့ကာလအတွင်းမှာအထမပြုကြည့်မှုတွေကျူးလွန်ခဲ့တာဖြစ်ပြီးတော့ကျူးလွန်ခံခဲ့ရသူတွေထဲမှာအသက်15နှစ်အရွယ်အောက်အရွယ်ရှိသူ250ရှာအထိပါဝင်ခဲ့ပါတယ်1986ခုနှစ်ကနေ2014ခုနှစ်အတွင်းမှာအထမပြုကြည့်မှုတွေကျူးလွန်ခဲ့တာဖြစ်ပြီးကျူးလွန်ခံခဲ့ရတဲ့ကလေးငယ်တွေဟာမိစေပေးခံထားတဲ့အခြေအနေမှာကျူးလွန်ခံခဲ့ရတာဖြစ်တယ်လို့စစ်ဆေးမှုတွေရတွေ့ရှိခဲ့ပါတယ်။ ဂျိုဝဲလစ်ကိုရနဲ့ကိုရှမလိုက်တဲ့ပြတဲ့ဟာသူကျူးလူငယ်တဲ့ပြစင်မျိုးနဲ့ရှင်ထိုးကြီးရဲ့နေပါတယ်ဆိုတဲ့ဝဖတ်မှုတွေကြကြပြပြထွက်ပေါ်ခဲ့ပါတယ်။ဒါအပြင်28နှစ်နေပါလောက်ပိုင်းကွန်ကိုတုံးရှာပြီးတော့အတ္တမမှုတွေကျူးလွန်ခဲ့ရခဲ့တာဗျာ။ပြစ်တဲ့ကျမ်းမာရေးဆောင်ရှားမှုစနဲ့ရဲ့အားနည်းချက်ဖြစ်တယ်လို့ဝဖတ်မှုတွေလည်းရှိနေပါတယ်။ဒီတဲ့တော့ငင်းကြောင်ဝါပြပူလာပါဗျ။